မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်စာအုပ်လေးကတော့ရဝင်းတွင်အင်းမရေးသားထားတဲ့စုတောင်းတွေပြေးဖို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ပြကြပါဦးတခါတုန်းကမြမသမိုင်းရာဇဝင်မှာမိလို့မရတဲ့သမိုင်းဖြစ်စဉ်လေးတစ်ခုရှိခဲ့ဘူးပါတယ် မဝေးသေးတဲ့ကာလတစ်ခုစီကတက်ရှိလူသားတွေဖြစ်ခဲ့ကြတယ်။ရာဇာဒီတွေတလမီတော့ဘောလုံးကျန်းတော်ရူမီသားစုရဲ့အတ္တစုတောင်းတမိုင်းပုံရည်လေးတစ်ခုပါ။ရာဇာဒီတွေကမိဖုရားတလမေတော်ကို အမျက်တော်ရှာလို့ပစ္စည်းတွေအားလုံးကိုသိမ်းပြီးရာလူကနေချထားလိုက်ပါတယ်။သိမ်းယူလာတဲ့ပစ္စည်းတွေထဲမှာလက်စွပ်တွေပါမလာရကောင်းလားဆိုပြီးစပင်ထဲမှာဝတ်ထားတဲ့ လက်စွပ်တွေကိုလူလူယူခိုင်းစေခဲ့ပါတယ်။ရလာတဲ့ပစ္စည်းတွေကိုတခြားမိဖုရားဖြစ်တဲ့ပီရယာဇာဒေဝီကိုပေးအပ်လိုက်ပါတယ်။ဒီတော့တလမေတော်လည်းရင်ခွဲနာကြပြီးအစိတ်တောက်သက်တည်သွားခဲ့ပါတယ်။နောက်တလမေတော်ရဲ့သားယာဇာဒီရိရဲ့သားဘောလောကျန်းတော်ပါ သူက အရွယ်ရောက်လာတော့စင်စည်းမြင်းစည်းကို အထူးလေးကျင်ပါတယ်။စင်ကိုလည်းအစွဲချုံပြီးစီးပါတယ်။ ဒါကိုရာဇာဒီတွေကြတော့ငါကို ပုံကံမှာပဲဆိုပြီးသူ့ရဲ့တက်တာအဲကောင်ပိန်ကိုခေါ်ပြီးသွားကွက်မြတ်ခိုင်းပါတယ်။အဲကောင်ပိန်ကဘောလောဂျန်တော်ကိုအကျိုးအကြောင်းပြောပြတော့ဘောလောဂျန်တော်ကငါမင်းသားတယောက်အနေနဲ့စင်စည်းမြင်းစည်းလေးကျင်တာအပြစ်မဟုတ်ဘူး။မင်းသားတယောက်အနေနဲ့တက်အပ်တဲ့အတက်ကိုလေးကျင်တာပဲ။အဖေကို ပြစ်မှားဖို့မဟုတ်ဘူး။ငါအမေတလမေတော့လေမလာမပသေရပြီးပြီ။ အခုငါလဲမလမပသေးရအောင်မယ်ငါကိုခဏလောက်အချိန်ပေးပါလို့ပြောပြီးရွှေမော်တော်ဖရာဘော်တက်သွားပါတယ်ဖရာဘော်ရောက်တော့ ကိုမဝတ်ထားတဲ့လက်ကောက်လက်စွပ်တွေကို ဖရာမလူတယ်လူပြီးတော့ဤကောင်းမှုကုသိုလ်တို့ကြောင့်နောင်ဘဝမြမမင်းရဲ့သားဖြစ်ပြီးခမဲတော်နဲ့စစ်ထိုးရပါလို့ဤလို့ဆုတောင်းလိုက်ပါတယ်ပြီးတော့ အသက်ခံလိုက်ပါတယ်သားဖြစ်သူရဲ့ဆုတောင်းကို ရာဇာဒီရစ်ကအဲခေါင်ပိန်စီကကြားတော့ အားကြမခံမဲရွှေမော်တော်ဖျားပေါ်တက်ပြန်ပါတယ်။ဖျားပေါ်ရောက်တော့မကင်တော်ကိုဖျားမှလူပြီးဤကုသူကောင်းမှုကြောင့်တားတော်နဲ့စစ်ထိုးရတဲ့အခါဖျားတပဲ့တော်နိုင်ရပါလို့ဤလို့ဆူတောင်းလိုက်ပြန်ပါတယ်။နောက်မကြခင်ကာလမှာပဲအင်းဝဘရင်မင်းခေါင်ရဲ့မိဖုရား ရှင်မိနှောင်းရဲ့ဝမ်းမှာမင်းရဲ့ကြော်စွာဖြစ်လာမဲ့မင်းသားကိုကိုဝင်ရလာပါတယ်။ကိုဝင်လွယ်ထားစင်မှာပဲမိဖုရားရှင်မိနှောက်က ရာဇာတိရစ်နေမြေကအစားအစာတွေကိုချင်းချင်းတပ်ပါတယ်ဒီတဲ့င်းကိုရာဇာတိရစ်ကြတော့သူ့သားဘောလောချန်တော်ဝင်စားတယ်ဆိုတာကို ရိပ်မိလိုက်ပါတယ်မင်းရဲ့ကြော်စွာအရွယ်ရောက်လာတော့ဘောလောချန်တော်ဘဝကစွတောင်းခဲ့တဲ့အတိုင်းခမဲတော်နဲ့တမိုင်းဝင်စစ်ပွဲကြီးကိုထိုးရပါတယ်စစ်ထိုးရင်မင်းရဲ့ကြော်စွာစင်မော်ကပြုတ်ကျသွားပါတယ်ဒါကိုရာဇာတိရစ်ကဒံယာနဲ့အရှင်ဖမ်းမိတယ် ဒီတော့ရာဇာတိရစ်ကမင်းရဲ့ကြော်စွာကို အတိတ်ဘဝကတားဆိုတဲ့တန်ရောစင်နဲ့ဆေးကုပေးမယ်ယောဂပြောက်တဲ့အခါအင်းဝပြောင်းခြင်းနဲ့ဆိုရင်လဲငါကိုယ်တိုင်လိုက်ဖို့ပေးမယ်ဒီမှာနေမယ်ဆိုရင်လဲသမီးတော်နဲ့ပေးစားပြီးအိမ်ရှိမင်းအဖြစ်ထားမယ်လို့ပြောပါတယ်ဒါပေမဲ့မင်းရဲ့ကြော်စွာကငါပကိုးကိုမရရင်မပြန်ဘူးလို့ကတိရှိတယ်ဆေးကိုလည်းမတောက်တော့ဘူးသူ့ကြုံအဖြစ်နေရတာထက် တည်ရတာကမြတ်သေးတယ်လို့ပြောပြီးအသက်ပဲအသေးခံသွားပါတော့တယ်။မင်းရဲ့ကြော်စွာဖြစ်လာတဲ့ဘောလိုဂျန်တော်လေ သူစုတောင်းတိုင်းခမဲတော်နဲ့စစ်ထိုးခဲ့ရတယ်လို့ရာဇာဒီရစ်ကလည်းသူစုတောင်းတိုင်းတားတော်နဲ့စစ်ထိုးတဲ့အခါသူကအနိုင်ရခဲ့ပါတယ်။စုတောင်းတွေကိုစီပြည့်ခဲ့ကြပေမယ့်တယောက်မှမပြောနိုင်ခဲ့ပါဘူး။ကြေကွဲဝမ်းနွဲ့စာနဲ့ပဲအဆုံးသတ်ခဲ့ကြရပါတယ်။ တကယ်တော့ရာဇာတိရစ်နဲ့တလမဲတော်ဟာအဖေတူမအေကွဲမောင်နှမအရင်တော်ယုံမကပါဘူးရာဇာတိရစ်မင်းသားဘဝမှာ ပထမဆုံးခိုးပြေးခဲ့တဲ့ပထမဆုံးဇနီးလေးဖြစ်ပါတယ်ဟခင်ဘရင်ဗညာဦးကလုံးဝသဘောမတူခဲ့ပါဘူးတလမဲတော်လည်းစုတစ်ခုခုတောင်းပြီးတည်သွားလီမလားလို့စဉ်းစားမိပါတယ်စာထဲမှာတော့ဆုတောင်းတယ်လို့ပြောမပြထားပါဘူးဆုတောင်းခဲ့ရင်လဲနာကြီးချက်ကိုအခြေခံတဲ့ဆုပဲ ဖြစ်မယ်ထင်ပါတယ် ပဲကိုးရွှေမော်တော်ဖျားကိုရောက်တဲ့အခါတိုင်းရာဇာတိတွေဘောလုံးကျန်းတော်တို့ဆူတောင်းတွေကိုတတိယပြီးတကယ်လွမ်းစရာလေးပါဇလန်းဖတ်ပြီးရတသဘောနဲ့ပဲခန်းစားမလားတရားသဘောနဲ့ပဲတန်ဝင်ကယူရမလားဘလို့ပြောရမှန်းအောင်မသိတော့ပါဘူးဆူတောင်းတွေပြေလို့ပျော်ရတဲ့သူတွေရှိသလိုဆူတောင်းတွေပြေလို့မပျော်ရတဲ့သူတွေလည်းအများကြီးပါကာမဝါစာယကုတူရီရဲ့သဘောကကောင်းတာတောင်းလဲပြေတာပါပဲ။ ကောင်းတာတောင်းလဲပြေတာပါပဲတခုတော့ရှိပါတယ်စုတောင်းတွေက စုတောင်းတိုင်းပြေတာတော့မဟုတ်ပါဘူးဟောကြားရာမှာအင်္ဂါအချက်လက်တွေနဲ့ပြေစုံမှစုတောင်းတွေပြေတာပါစုတောင်းတွေပြေဖို့နဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ကဥပရိပန္နာတပါဏိတော်တင်္ခါရုပပန္တိတုတ်မှာတေချာဟောပြပေးထားပါတယ်မြတ်စွာဘုရားက တတာတီလသုဒ္ဓစာကပညာအင်္ဂါ၅ချက်နဲ့ပြည့်စုံရင်နောင်ဘဝတတိဖြစ်ရပါလို့ဤနောင်ဘဝဘယင်ဖြစ်ရပါလို့ဤနောင်ဘဝသမရဖြစ်ရပါလို့ဤနောင်ဘဝနတ်ပြည်မှာဖြစ်ရပါလို့ဤစာသဖြင့်ဆုတောင်းရင်တောင်းတဲ့အတိုင်းပြည့်ပါတယ်တဲ့ဒါကိုပြောင်းပြန်လန်လိုက်ရင်တတာတီလသုဒ္ဓစာကပညာ၅ချက်မပြည့်စုံဘဲနဲ့ဆုတောင်းရင်တော့ပြည့်မှာမဟုတ်ပါဘူး ဒီတဘောလေးတွေတီလိုက်ရတော့စူတောင်းရတာလဲလွယ်သွားပါတယ်။အင်္ဂါ၅ချက်ဆိုတာကလည်းခက်ခဲတဲ့အရာတွေတော့မဟုတ်ပါဘူး။ကိုနဲ့နှီးဆက်နေတဲ့တရားတဘောတွေပါပဲ။၁တရားဆိုတာကယတနာ၃ပါးရယ်၊ကံရယ်၊ကံရဲ့အကျိုးရယ်ကိုယုံကြည်တာပါ။၂တီလာဆိုတာကတော့အောက်ထက်ဆုံး၅ပါးတီလာဆိုရင်အစဉ်ပြေပါတယ်။၃တုတဆိုတာကတော့အကြအမြင်ဘဟုတုတပါ။၄ စာရီဖတ်လို့ပဲဖြစ်ဖြစ်တရားနာလို့ပဲဖြစ်ဖြစ်အချင်းချင်းပြောပြလို့ပဲဖြစ်ဖြစ်သိတဲ့ဘ ഹു ဒုတာပါလေးစာကားဆိုတာကတော့ပေးကမ်းစွန့်ကြဲမှုဒါနကုသိုလ်ပါငါပညာဆိုတာကတော့အကြောင်းအကျိုးအကောင်းအဆိုးကုသိုလ်အကုသိုလ်ကို ခွဲခြားသိတဲ့ပညာပါ။လောကီ BA တွေ MA ပညာတွေမဟုတ်ပါဘူး။တကယ်လို့များ ဘဝမှာလိုအပ်ချက်တစ်ခုခုရှိလို့ဆူတောင်းတော့မယ်ဆိုရင်အထက်ကအင်္ဂါ၅ချက်ကိုအရင်ပြည့်စုံအောင်လုပ်လိုက်ပါအောင် အင်္ဂါ၅ချက်ပြည့်စုံပြီဆိုမှဆူတောင်းပါအင်္ဂါ၅ချက်ကိုတေချာကြည့်ရင်တရာကငကူကလေးကရှိပြီးသားပါ အထူးလုပ်စရာမလိုပါဘူးတီလာကတော့တီးခြားစောက်တည်อยู่ရပါမယ်သူတကလည်းရှိပြီးသားပါ အထူးပြုလုပ်နေစရာမလိုပါဘူးစာကပေးကန်းစွန့်ကျဲမှုကတော့တီးခြားပြုလုပ်อยู่ရပါမယ် ပညာဆိုတာကလည်းအတိုင်းအတာတစ်ခုထိတော့ရှိကြပြီးသားပါ အင်္ဂါငါးချက်ထဲမှာတေချာလုတ်စရာဆိုလို့သီလနဲ့ဒါနပဲရှိပါတယ်တဒါသုတပညာသုံးခုကတော့ငကိုကလေးကရှိပြီးသားပါဒါကြောင့်ဆုတောင်းပြဖို့အင်္ဂါငါးချက်ပြည့်စုံအောင်ဘလို့လုပ်ရမလဲဆိုတော့မြတ်စွာဘုရားရှင်ရှိသွားပြီရေချမ်းပန်းကတ်လူလိုက်ပါဒါဆိုရင် စာကဒါနဖြစ်သွားပါပြီပြီးတော့၅ပါးသီလယူလိုက်ပါ ဒါဆိုရင်သီလဖြစ်သွားပါပြီ။ကျန်တဲ့တရာသုတပညာသုံးချက်ကတော့ငโกကလေးကရှိပြီးသားဆိုတော့ထူပြီးလှုပ်เสียမလို့တော့ပါဘူး။အင်္ဂါ၅ချက်ပြည့်စုံသွားပြီဆိုတော့ကိုတောင်းကျင်တဲ့စုကို တောင်းလို့ရပါပြီ။အေးအေးဆေးဆေးဖះမှာလက်အုပ်ကြီးဆုတောင်းယုံပါပဲ။နောင်ဘဝဒီလူနဲ့မစုံရပါလို့ဤ။နောင်ဘဝဒီလူနဲ့စုံရပါလို့ဤ။စသဖြင့်ဆန္ဒရှိသလိုဆုတောင်းလို့ရပါတယ်။ တချို့စုံချင်းတယ်လို့တချို့ကလည်းမစုံချင်ကြတော့ပါဘူးတခုတော့ရှိပါတယ်ကိုတောင်းတဲ့စုက ရာဇာဒီရစ်တို့မင်းရဲ့ကြော်စွာတို့လိုစုတောင်းတွေတော့ပြည်ကြပါရဲ့စုတောင်းပြေးလို့ပြန်စိတ်ဆင်းရဲနေရတဲ့စုတောင်းမျိုးမဖြစ်ဖို့တော့အရေးကြီးပါတယ်နောက်မဝဒီလူတွေကိုပြန်လက်စားချေရပါလို့ဤဆိုတဲ့စုတောင်းတွေတောင်အင်တာနက်မှာတွေ့ခဲ့ဖူးပါတယ်အင်္ဂါ၅ချက်ပြည်စုံနေလို့ကတော့တောင်းတဲ့စုကပြေးမှာပါပဲ။ သူတို့ကိုဒီစုကြီးတွေမတောင်းပါနဲ့လို့လဲပြောမထွက်ပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စုတောင်းတဲ့သူတွေကလည်းကာလတစ်ခုခုမှာ အမျိုးမျိုးနှိမ့်ဆက်ညှင်းဆဲခံရဘဝတွေပြက်မိသားစုတွေပြိုကွဲစီးပွားရေးတွေပြက်စသဖြင့်လောကဒဏ်ဆိုးကျိုးတွေကိုဘဝမှာမေ့လို့မရအောင်ကို ခံစားခဲ့ရတာဆိုတော့နာကြီးချက်တွေကလည်းတေယာပါစိတ်တန်ရာတစ်ခုအနေနဲ့အစဉ်သဖြင့်ရှိနေကြမှာပါ။ ဆူတောင်းပြေလို့တန်နရာမှာလက်စားချေခွင့်ရခဲ့ရင်တန်နရာရှင်နေတော့မှာတော့အမှန်ပါပဲ။ဘာပဲပြောပြောပုထုဇဉ်အားလျော်စွာနာကြီးချက်တွေနဲ့ခွင့်မလွတ်နိုင်အောင်တော့ကိုကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေတဲ့အတွက်တန်နရာမှာပင်မမဲ့ဆူတောင်းတွေတော့မတောင်းတာအကောင်းဆုံးပါ။တခါတလေမှာအင်္ဂါ၅ချက်ကတကူးတကလောက်တာမဟုတ်ပေမဲ့သူအလိုလိုအင်္ဂါ၅ချက်ပြည့်ပြည့်နေတတ်တာလည်းရှိပါတယ်။ဥပမာ အိမ်မှာစွန့်ကတ်တယ်ဆိုပါဆိုစွန့်ကတ်တာကစာကဒါနပါကြွလာတဲ့ဆရာတော်တွေကလည်းမဖြစ်မနေငါးပါးတီလာပေးမှာပါဒါဆိုတီလာဖြစ်သွားပါပြီတဒါသူတပညာသုံးချက်က အစကတည်းကရှိပြီးသားဆိုတော့စွန့်ကတ်ရင် အင်္ဂါငါးချက်အလိုလိုပြည့်နေပြီးသားပါအဲ့ဒီအချိန်တောင်းနေစုကလည်းပြည့်မှာပါပဲတချို့ကပြောတတ်ကြပါတယ်ကုသိုလ်ပြုတဲ့အခါဆုတောင်းဖို့မလိုပါဘူး မတောင်းလဲကောင်းကျိုးတော့ဖြစ်မှာပဲလို့ပြောတတ်ကြပါတယ်။စုတောင်းနဲ့မတောင်းတဲ့ကိုအထာကထာမှာဥပမာနဲ့တေချာတိုက်တွန်းထားပါတယ်။တရာစတဲ့အင်္ဂါ၅ချက်တော့ပြည့်စုံတယ်။ဒါပေမဲ့စုတောင်းမှုမရှိဘူးဆိုရင်ဂတိမမြဲပါဘူး။စုတောင်းမှုတော့ရှိတယ်။တရာစတဲ့အင်္ဂါ၅ချက်မရှိဘူးဆိုရင်လည်းဂတိမမြဲပါဘူး။တရာစတဲ့အင်္ဂါ၅ချက်လဲရှိမယ်၊စုတောင်းလဲရှိမယ်ဆိုရင်တော့ဂရိမြဲပါတယ်တဲ့ ဒါကိုဥပမာလေးနဲ့ပြထားပါဗျ။ဒုတ်တစ်ချောင်းကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တဲ့အခါအဲဒီဒုတ်ဟာ အဖျားကအရင်ကြမလား။အရင်ကအရင်စကြမလား။အလဲကစကြမလားဆိုတာမသိနိုင်သလိုပါပဲ။ကုသိုလ်ပြုပြီးစုမတောင်းတဲ့သူဟာဂရိမမြဲပါဘူး။ကြခြင်းရာ ကြသွားတတ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါဂရိမြဲဖို့စုတောင်းတဲ့နေဆိုတာအထာကထာဆရာတွေကတေချာတိုက်တွန်းထားပါဗျ။ လူဆိုတာပန်းတိုင်နဲ့အိမ်မက်ဆိုတာရှိရပါမယ်။ရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ချစ်ချင်ရပြဲဆိုတဲ့ဥတီချက်ပန်းတိုင်မရှိဘဲဘဝကိုဖျက်ဆီးနေမယ်ဆိုရင်တဘာဝမကြပါဘူး။ကုတုကံအားလျော်စွာချမ်းချမ်းသာသာဘဝတော့ရောက်ပါရဲ့။ကိုနဲ့အစင်မပြေတဲ့ဘုံ ကိုအတွက်ပါရမီဖြည့်ဖို့မလွယ်လာတဲ့နေရာမျိုးရောက်သွားခဲ့ရင်တော့ဘာမှပြန်လုလို့မရတော့ပါဘူး။လူရင်းကတော့ဆူတောင်းနေဆိုတာဂရိမြဲဖို့ပါပဲ တကယ်လို့များမြတ်စွာဘုရားရုပ်ပွားတော်စင်းသူတော်မရှိတဲ့ခရီးဝေးတနေရာရောက်နေအောင်တော့မြတ်စွာဘုရားရှင်ကိုမန်းဆပြီးရေချမ်းပန်းကတ်လို့လဲရပါတယ်အစဉ်ပြေမယ်ဆိုရင်အနီးနားမှာရှိတဲ့ငက်ကလေးတွေ ခွေးကလေးတွေကို အစာကျွေးလိုက်မယ်တောင်းရမှုပြုနေတဲ့သူတွေကိုငွေကြေးစွန့်ကြဲလိုက်မယ်ဆိုရင်လဲဒါနဖြစ်သွားတာပါပဲပြီးမှ၅ပါးတီလာယူလိုက်ပါ ကျန်တဲ့၃ချက်ကတော့ရှိပြီးသားပါ အင်္ဂါ၅ချက်ပြည့်စုံပြီဆိုမှကိုလိုရာစုကို တောင်းယုံပါပဲဒီသဘောလေးတွေတိလိုက်ရတော့ဆုတောင်းရတာလဲလွယ်သွားပါတယ်စာရေးသူကတော့အချိန်ကာလတစ်ခုလောက်တရားမဟောဘဲနေနိုင်သောစံစံမမာနဲ့စာကိုအေးအေးချမ်းချမ်းရေးနိုင်သောဆိုတဲ့စုကိုတစ်ခါတလေတောင်းတက်ပါတယ်စာရေးသူနဲ့တရားဟောတာဟာဘလို့မှအစင်မပြေလို့ပါတရားဟောရမယ့်နေ့ဆိုရင်စိတ်ကဖိစီးနေပါတယ် တရားဟောလို့ရမယ်အမတဒါနကုသိုလ်ကိုလည်းတေချာအာယုံမပြုနိုင်တော့ပါဘူးအဲ့ဒီဒဏ်ကိုမခံစားခြင်းဘူးတရားတပုတ်ဟောပြီးလို့ရတဲ့အရာတာနဲ့စာတပုတ်ရေးပြီးလို့ရတဲ့အရာတာကမတူတာတော့အမှန်ပါပဲဆုတောင်းတဲ့ပတ်သက်လို့လိုချင်တာကို တောင်းတဲ့ဆုရယ်မလိုချင်တာကိုတောင်းတဲ့ဆုရယ်ဆိုပြီးနှစ်မျိုးရှိပါတယ် ခန္ဓာရှိနေတဲ့အတွက်မိသားစုစားဝတ်နေရေးရှိနေတဲ့အတွက်လိုအပ်ချက်တွေကတော့အစဉ်တစ်ဖြစ်ရှိနေကြမှာပါလိုအပ်ချက်နေရှိနေတည်း၍စုတောင်းတွေကလည်းရှိနေအောင်မှာပါ လိုချင်တာတွေတောင်းပြီးရင်လည်းမလိုချင်တဲ့စုကိုတောင်းနိုင်အောင်ကြိုးစားရပါမယ်မလိုချင်တဲ့စုနဲ့ပတ်သက်ပြီးကာဏယတိရဲ့စုတောင်းလေးကတကယ့်ကို အတုခိုးစရာပါပဲတရားမင်းကကာဏယတိကိုလိုရာစုတောင်းမှာဆိုတော့ စိတ်မဆိုးတက်တဲ့သူ ဖြစ်ရပါလို့၏မပြစ်မာတက်တဲ့သူဖြစ်ရပါလို့၏လောဘမရှိသူ ဖြစ်ရပါလို့၏မချစ်တက်တဲ့သူဖြစ်ရပါလို့၏လို့ဆုတောင်းပါတယ်ကာနယတေကတော့မလေးလုံးလို့ပြောရမယ်မလိုချင်တဲ့ဆုလေးစုကိုတောင်းခဲ့တာပါဆုတောင်းလေးကတိတ်ချစ်ဖို့ကောင်းတာပါပဲတကယ်တော့ကိုကိုဒုက္ခပေးနေတာအဲ့ဒီအကုသိုလ်တွေပါပဲလိုချင်တာတွေတောင်းပြီးရင်တော့တဆင့်တက်တဲ့အနေနဲ့ ကာဏယသိလိုစုတောင်းမျိုးကိုလည်းတောင်းနိုင်အောင်ကြိုးစားရပါမယ်။မလိုချင်တဲ့စုကိုလည်းအင်္ဂါ၅ချက်ပြည့်စုံအောင်လုပ်ပြီးစုတောင်းယုံပါပဲ။အထူးသဖြင့်ကိုယ့်ကိုဒုက္ခပေးနေတဲ့အကုသိုလ်တွေကိုကြည့်ပြီးအဲ့ဒီအကုသိုလ်တွေနမဲသေးချာတက်ပြီးစုတောင်းကြရပါမယ်။လောဘပဲကြီးနေသလား၊ဒေါသပဲကြီးနေသလား၊ယာကတနာပဲကြီးနေသလား၊အိတ်တာမိစရိယပဲကြီးနေသလားစသဖြင့်ပါ။ကိုစီကိုစီမာတော့ ကိုကိုဒုက္ခပေးနေတဲ့အကုသိုလ်တွေကတော့အနည်းနဲ့အများဆိုသလိုကိုစီကိုစီရှိကြမှာပါ ကိုမှရှိနေတဲ့အကုသိုလ်တွေကို ကိုပဲအတိဆုံးဖြစ်မှာပါ ကိုကြောင့်တဖက်သားအကုသိုလ်မဖြစ်အောင်လဲအထူးဆောင်ထိန်ရပါမယ်တခါတလေကိုရဲ့ကံတုံးမှာအမှုရာတွေကြောင့်တဖက်လူမှာအကုသိုလ်တွေဖြစ်ဖြစ်နေတတ်ပါတယ်ကိုကဒါကိုသတိမထားမိပါဘူးကိုကသာသတိမထားမိတာ တဖက်လူမှာတော့ ကို့အပြုမှုကြောင့်အကုသိုလ်တွေဖြစ်ပြီးစိတ်တွေဆင်းရဲနေရတာပါဒါလည်းတတိထားစရာတွေထဲကပူတွဲတတိထားစရာတစ်ခုပါပဲတကယ်တော့ကိုကိုကိုအကုသိုလ်မဖြစ်အောင်စောက်ထင်းယုံနဲ့မလုံလောက်သေးပါဘူးကို့ကြောင့်တစ်ဖက်လူအကုသိုလ်မဖြစ်အောင်လည်းပူတွဲစောက်ထင်းရပါမယ်ဆိုင်ရာမတ်တခုခုကို မရသေးသေးရတော့မလိုချင်တဲ့အကုသူတွေကတော့ရှိနေအောင်ပါ အကုသိုလ်တွေရှိနေတဲ့ရွေးလဲစိတ်တွေကဆင်းရဲနေအောင်ပါပါဘဝတွေကဖာများကောင်းလို့လဲတန်တရာကပြန်ပြန်လွတ်မြောက်သွားတာပဲကောင်းပါတယ်ဘာပဲပြောပြောလိုချင်တဲ့စုတောင်းတောင်းမလိုချင်တဲ့စုပဲတောင်းတောင်းအင်္ဂါငါးချက်ပြည့်စုံဖို့ပါပဲ